ရန်ကုန်တွင်အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုပြစ်တက်ခံရမှုအတွက် CCTV မတမ်းများကိုစစ်ထောက်လမ်းရဲကရရှိသွားပြီဖြစ်ပြီးပြစ်ခတ်သူများ၏လမ်းကြောင်းတွင်နေရာများကိုအပူတပြင်းစုံစမ်းစစ်ဆေးနေပြီးနေရာပေါင်းစုံတွင်ပုံစံပေါင်းစုံဖြင့်ဌာနပေါင်းစုံကပူးပေါင်းထောက်လမ်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ်တွင်အငင်းစားဗိုလ်မှူးချုပ်ချိုးထွန်းအောင်ကိုပစ်တပ်ခံရမှုအတွက် CCTV မှတ်တမ်းများကိုစစ်ထောက်လန်းဤကရရှိသွားပြီးအပူတပြင်းစုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းရဲဘက်နှင့်စစ်ဘက်တရင်ရဲမြစ်များကပြောဆိုလာပါသည်။ ယမနေ့မနက်ပိုင်းရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အမှတ်9ရပ်ကွက်ရွှေနင်းစီချော်လန်းတွင် နေထိုင်သောအငင်းစားဘူမူချုပ်ချို့ထွန်းအောင်ပြစ်ခတ်ခံရ၍တိတ်ဆုံးပြီးနောက်စစ်ကောင်စီက CCTV မှတ်တမ်းများအလုံးလိုက်လံသိမ်းဆီးခဲ့ကြောင်းယင်း CCTV မှတ်တမ်းများအနက်မှပြစ်ခတ်သူတချို့၏ဓာတ်ပုံမှတ်တမ်းများနှင့်အဝင်အထွက်လမ်းတစ်လျောက်ကိုစစ်ကောင်စီ၏စစ်ထောက်လမ်းရေးများကလိုက်လံစုံစမ်းနေကြောင်းသိရှိရသည်။ CCTV မှတ်တမ်းအလုံးကိုတော့ရနေပြီသူတို့ CCTV မှတ်တမ်းကိုလည်းဌာနပေါင်းစုံဖြန့်လဲဖြန့်နေတယ်အပူတပြင်းလိုက်နေတာကလည်းဌာနပေါင်းစုံလိုက်နေကြတယ်ပစ်ခတ်သူကိုမိအောင်ဖမ်းဖို့ဒူးစစ်ခေါင်းဆောင်ဆိုဝင်းကအမိန်ပေးတယ်သူရန်ကုန်ရောက်နေတဲ့အချိန်ဖြစ်သွားလို့ပို့ပြီးဖိအားပေးနေတယ်ဒီ case မမိရင်ယာဒူးပြုတ်အရေးယူခရမယ်တက်နယ်မူးတွေယာဒူးကြီးတွေအများကြီးပဲဟုစစ်ပတ်တရင်ရေးမိတခုကပြောဆိုခဲ့ပါတယ် ရန်ကုန်အခြေစိုက် Golden Valley Warriors ကမူစစ်ကောင်စီ၏အပူတပြင်းစုံစမ်းဖော်ထုတ်မှုများနဲ့ပတ်သက်၍ထူးထူးခြားခြားမှတ်ချက်ဖော်ပြမရှိကြောင်းပြောဆိုပါတယ်။ရန်ကုန်မှ UG အဖွဲ့ဝင်တဦးကမူ UG အဖွဲ့များအနေဖြင့်မစ်ရှင်များကိုအကောင့်အထက်ဖော်ရတွင်ပြင်ဆင်မှုများစွာဖြင့်လှုပ်ဆောင်ခြင်းဖြစ်၍စစ်ကောင်စီ၏စုံစမ်းဖော်ထုတ်မှုများအတွက်စိုးရိမ်စရာမရှိဘဲတပ်ဆိုင်ရာရဲဘော်များဘေးကင်းရာရောက်ရှိနေပြီဟုယုံကြည်ကြောင်းတုံ့တက်ပြောဆိုပါတယ်။ ယမနေ့ပိတ်ခတ်ခံရမှုကြောင့်တည်ဆုံသွားခဲ့သောအငိမ့်စားဘုံမှုချုပ်ချိုထွန်းအော်ဒီနာရဲကို မေလ24ရက်နေ့မွန်းတဲ့7နှစ်နာရီမင်္ဂလာတုံစစ်တန်ချိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီးရက်လေကိုမေလ28ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ကြောင်းနာရဲကြေညာချက်အရသိရှိရပါသည်။ ပိတခံထားသောအငိမ့်စားဘုံမှုချုပ်ချူထွန်းအောင်ဒီနိုင်နေတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC တွင် Internal Security and Counter Terrorism နိုင်နေတော်လုံခြုံရေးနှင့်အကြံဖတ်မှုကြိုက်ဖြတ်ရေးပါသားရက်နှင့်နိုင်ငံတကာဆက်ဆံရေးပါသားရက်နှစ်ခုကိုတင်ကြားနေသူဖြစ်ကြောင်းစစ်တပ်မှဘုံမှုချုပ်ဘိုးချုပ်ရာထူးဖြင့်အငိမ့်စားယူဖဲတော်လဲလက်ရှိအကြံဖတ်စစ်တပ်၏နေ့စဉ်လူမဆန်မှုညာစွာအတွက်စစ်ပတ်ဆိုင်ရာတင်ကြားပို့ချအနေသူများကိုလဲစစ် เยเปมาอภิเษกมาตกตันแค่จอมปูโชคโชทุ่งอองดีบรูไนยังกัมพูชาในงานตันอมาอภิเษกบาส่งเยอะแค่บูบีเมียมากีเป็นยาวชิงมาซาติงกาเนปีดอนในงานดอกาโกเยตะกโต NDC ทวีอาจารย์พัฒน์สิทธิ์อายาชีจีมยาโกสตายตินจ้าปูชานีดูพี่จอม Golden Valley Warriors อีทบเปลี่ยนเชื่ออายาติชิยาบาเดม မင်းအောင်လှိုင်၏အားထားရသူများထဲတွင်အငင်းစားဘူချုပ်ချိုးထုံးအောင်လက်ပါဝင်ခဲ့ပြီး2025ခုနှစ်မတ်လ26ရက်နေ့တွင်မင်္ဂလာတုံးလေးတပ်စခန်းမှစစ်တပ်တဲယူပို့ဆောင်ရေးလေယင်း MAF003 အထူးလေယင်းဖြင့်စစ်တပ်ထိပ်ပိုင်းအကြီးအကဲများညင်ထင်ရှားအရေးပါသူများကိုနေပြီးတော့စစ်ရေးပြအခမ်းအနားတက်ရန်မင်းအောင်လှိုင်ကစီစဉ်ပေးထားခဲ့ကြောင်းအဆိုပါလေယင်းပေါ်တွင် အင်းနေဝင်းတို့မိသားစုအပါအဝင်ဘူချုပ်ချိုးထုံးအောင်လက်ပါဝင်ခဲ့ကြောင်းသိရှိရ Yavare, ja, นักเท่านั s เสงอัตมารอในเสือเย็บยาแขวะอาคารอนาอภีมาละนักเสี้ยในปีรามายังงงอพยันล้านจังอตัวสุดเด็กเตยุปสังเยเลียน MAF0011 อธุเลียนฟิ้นบูชกชูทุงอองพยันลากให้จางติชิยาวารีเมียงออนไลน์ทีและก้องอากวยาทีสุดบูชกหาเมียอีอาจารย์งานกวยยาอยู่บีปีทุ่งศิษย์มหาบิวฮากูสุดหมู่ทางหาอภวยอีอาเพียนลูกสาวในจังอโซบาอภวยอีใต้เสียงของสาวญาดีบูชกชูทุงอองปาวิงจ๊า ောင်သိရှိရပါတယ်။မင်းအောင်လိုင်းဒီ2023ခုနှစ်ဇန်နဝါရီလ3ရက်နေ့တွင်ဘူချုတ်ချိုထုံးအောင်ကိုသူ့ကိုယ်လိုက်ဝဏ္ဏချိုထင်ပွန်တစိပ်ပေးအပ်ပြီးရွှေအချင်း၅ချက်သားကိုပါဂုံပြုစုအဖြစ်တပါသေးပေးအပ်ဖြစ်ကြောင်းသိရှိရပါတယ်။